အာဆီယံဒေသတွင်၁၇နိုင်ငံပါဝင်မဲ့28ကြိမ်မြောက်စီးကိန်းပွဲတော်အတွက်အကျိုးလှုံ့ဆော်မှုတွေမှာမြန်မာပြည်သူတွေပါဝင်နိုင်ဖို့စီစဉ်ထားတယ်လို့လှုံ့ဆော်ရေးအဖွဲ့ကရန်ကုန်မြို့ပရိုင်ယံမှာဧပြီ၈ရက်နေ့ကပြောဆိုလိုက်ပါတယ်။54နှစ်ကြာပြီးမှမြန်မာပြည်မှာပြန်လည်ကျင်းပနိုင်တဲ့စီးကိန်းပွဲတော်ကိုနေပြည်တော်အကစားကွင်းမှာမြမဇက်တပင်နဲ့အမှုပညာရှင်ပေါင်း2000ကျော်တို့ကဖွင့်ပွဲအတွက်ချုပ်တင်ပြင်ဆင်ထားတဲ့အကြောင်းပြောဆိုခဲ့ပါတယ်။ ဒီအာဆီယံစီးကိန်းပြိုင်ပွဲဆိုတာကျွန်တော်တို့မြန်မာနိုင်ငံတွေအနေနဲ့ရောက်ရှိပါပါတယ်။အဲကျွန်တော်တို့ဒီအာဆီယံမှာဆိုရင်နိုင်ငံပေါင်း17နိုင်ငံရှိတာဖြစ်တာကြောင့်မလို့နှစ်နှစ်တစ်ပြိုင်နဲ့ပြန်တွေ့ကြည့်မယ်ဆိုရင်20နှစ်လောက်ကြာမှအပြန်လေပြုလုပ်ခွင့်ရမယ်ပြိုင်ပွဲပေါ့နော်။အဲ့တော့ကျွန်တော်တို့မှာအများကြီးတာဝန်ရှိပါတယ်။အဲဒါကြောင့်မလို့ဒီပြည်သူတွေတည့်ရလုံးစိတ်ပါဝင်စားစွာ အာဒီတန်ခိုးပေါ်မှာစိတ်ပါဝင်တော့ဇာတိဘုံပေါ့နော်လို့ဆိုမှုကဏ္ဍအထူးအရေးပါပါခင်ဗျာဒီစီးကင်းလို့ဆိုမှုဆိုတာကနိုင်ငံကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ကျွန်တော်တို့လုပ်ရအောင်လို့ပြောချင်ပါတယ်ဒီတင်းကြပ်ပြီးပေါ့နော်တင်းကြပ်ပြီးဒီတစ်ဆယ်ဆက်ပြမှာရှင်ကုန်မျိုးကြိုက်ကြဆန်အာဇာဝင်းထဲမှာပေါ့စီးကင်းနဲ့ပတ်သက်တဲ့တင်းသက်အချင်းလောက်ရှုပ်ဝေးကိုအခနဲ့ကျွန်တော်တို့ပြုလုပ်တော့မှာပါဖရီရှိုးဆိုတော့ကျွန်တော်တို့မှာအင်ကမ်းတော့မရှိပါဘူးစကွန်အားရတဲ့ဝင်နဲ့ကျွန်တော်တို့ ပြည်သူ့ရဲ့အားလုံးပါဝင်လာစီဖို့အတွက် Facebook ကိုကျွန်တော်တို့လုပ်တာပါ။နောက်ပြီးတော့ကျွန်တော်တို့6လပိုင်း23ရက်နေ့မှာနေပြည်တော်မှာပေါ့နေပြည်တော်ဝနသိရိအာဇာကွင်းမှာဖွံ့ဝဲပုံစံ၄ပါးအတိုင်းကိုကျွန်တော်တို့မြန်မာစက်တပင်လူပညာရှင်ပေါင်း2000ကျော်လောက်နဲ့ကျွန်တော်တို့လုပ်ပါမှာပါ။အဲ့ဒါလည်း Facebook ပါပဲ။စီကင်းအကျိုးလှုံ့ဆော်ရေးအဖွဲ့အနေနဲ့ရန်ကုန်မြို့မှာဆင်မြင့်ဖြိုပြပွဲတွေမေလ10ရက်နေ့မှာပြုလုပ်မှာဖြစ်ပြီး မန္တလေးမြို့မှာ Iron Cross အဖွဲ့နဲ့ဖျော်ဖြေပွဲကျင်းပသွားမယ်လို့ဆိုပါတယ်။စီဂိမ်းဖွင့်ပွဲအတွက်ဂျွန်လ23ရက်နေ့မှာကျင်းပမှာဖြစ်တယ်လို့ပြောဆိုပါတယ်။ကျွန်တော်နိုင်ငံမှာနေတဲ့သူတွေအားလုံးကျွန်တော်အတော်ပေါင်းဆုံးပေါ့ကျွန်တော်တရုတ်ဆောင်နဲ့တရုတ်ဆောင်စီးပွားရှင်နဲ့အဲစီးပွားရေးလုပ်ငန်းရှင်နဲ့စီးပွားရေးလုပ်ငန်းရှင်ကျွန်တော်ပြည်သူတွေလည်းပြည်သူပေါ့နော်ဘယ်လိုမျိုးလွာအသီးသီးကနေပြီးတော့ဒီစီဂိမ်းအောင်မြင်ရေးပြည်ပြောင်းရေးတော့အားလုံးကျွန်တော်ဟိုပြောရအောင်လေ ူပေါင်းပြီးတော့ပါဝင်စေခြင်းအကောင်းဆုံးပြင်အောင်ကျွန်တော်နိုင်ငံအတွက်ယူဆစေခြင်း